ဒေါ်လာညာချမ်းပါခင်ဗျာအဲ့တော့ဒီကနေ့ညာခင်းမှာကျွန်တော်တို့မဖြစ်မနေပြောဆိုဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုပေါ်လာပြန်ပါတယ်အဲ့တော့ရွတ်တန်ဖိုင်ကိုအရင်ကြည့်ပြီးကျွန်တော်တို့ဆက်ပြီးတော့ပြောအောင်ပါကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှာစားရံမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်ခဲဖြစ်ရင်ကျွန်တော်တို့လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှာစားရံမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်ခဲဖြစ်ရင်ကျွန်တော်တို့လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်အဲ့တော့ လိုင်းသားရကိုကြီးရဲ့ reaction မဟုတ်ပါဘူးကျွန်တော်တို့မဖြစ်မနေပြောရမယ်အင်ပတန်ကြောက်စရာကောင်းတဲ့ mindset တစ်ခုကိုဒီနေရာမှာရှင်းရှင်းလင်းလင်းနဲ့လူငယ်တွေလူရွယ်တွေအဲတခြားဒါတွေဒီဒီတွေးခွန်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးဖြစ်တဲ့လူကြီးတွေတော့မပါပါဘူးလူငယ်လူရွယ်တွေအတွက်ရည်ရွယ်ပါတယ်ဘာကြောင့်လဲဆိုလူငယ်လူရွယ်တွေအတွက်ဘာကြောင့်ရည်ရွယ်လို့ပြောရလဲဆိုလို့ရှိရင်လိုင်းသားကိုကြီးရဲ့အဲ့ဒီ post အောက်မှာလိုင်းသားကိုကြီးကတော့ကျွန်တော်တို့ရဲ့ idol ပါပဲစံပြပုဂ္ဂိုလ်ကြီးပါပဲဆိုပြီးတော့ ဆံပြပုတ်ကိုအနေနဲ့ထားနေတဲ့လူငယ်လူရွယ်အများစုကိုတွေ့မြင်လာတဲ့အတွက်ဒါဟာအင်မတန်အန်ဒီရဲ့ကြီးမားတယ်ဆိုတာဖြစ်တဲ့အတွက်ဒီနေ့မှာဒါကိုပြောရခြင်းဖြစ်ပါတယ်။လိုင်သာကိုကြီးနဲ့ကျွန်တော်နဲ့အပြင်မှာလည်းမတွေ့ဘူးပါဘူး။သူနဲ့လည်းရန်ညိုးရန်စားမရှိပါဘူး။ဒါပေမဲ့တမိုင်းကျောင်းဆိုင်ရာအဖြစ်ပြက်တော့ပြည်သူတွေကျောင်းသားတွေပေါ်မှာကျူးလွန်ခဲ့တဲ့သူ့ရဲ့အဖြစ်ပြက်တော့ကျွန်တော်အရင်တစ်ခေါက် reaction မှာတည်းကသုံးသက်ချက်မှာတည်းကပြောခဲ့ပြီးသားပါ။ 2014-15ဦးသိန်းစိန်အစိုးရလက်ထက်မှာပညာရေးတပိတ်ဖြစ်ပွားခဲ့တယ်။ကဘာကျော်ဒီလက်ဗရန်မှာဒီရဲတွေကနေပြီးတော့ចောင်းသားចောင်းသူတွေကိုနံပါတ်1နဲ့ရိုက်နှက်ပြီးတော့ဖမ်းဆီးတဲ့ဖြစ်စဉ်ရဲတွေတွေမကဘူးရဲတွေရဲ့လက်ပါစီလက်ပတ်ညီတွေကလည်းရဲတွေညီတူနံပါတ်1နဲ့ចောင်းသားចောင်းသူတွေကိုရိုက်နှက်ခဲ့ကြတယ်။မှတ်တမ်းမှတ်ရတယ်အားလုံးရှိပါတယ်။ရုပ်ပုံတက်တည်တကွအားလုံးရှိပါတယ်။အဲ့ဒီထဲမှာလိုင်းတရာကိုကြီးဆိုတဲ့အခုပြောတဲ့သူလေအပေါင်းဝင်ဖြစ်ပါတယ်။အဲ့ဒါပြောတဲ့စကားကိုလည်းကျွန်တော်တို့ နားထောင်ပြီးကြပြီးဖြစ်မှာပါလူမှုကွင်းရမှာလည်းအလွန်ပြန့်နှံ့နေတဲ့အကြောင်းအရာပါကျွန်တော်တို့မှာစားစရာမရှိရင် လူစားလို့ရတယ်တိုက်စားလို့ရတယ်တိုက်စားလို့ရဆိုဓမြတိုက်စားလို့ရတယ်ကုံထမ်းစားလို့ရတယ်ဘလောက်ထိအန္တရာယ်ကြီးမားတဲ့အတွေးခေါ်ဖြစ်လဲဆိုတာကိုဒီစကလုံးတုံလုံးနေနေဒီစကလုံးလေးနေနေကျွန်တော်တို့လုံလောက်နေပြီအဲ့တော့ဒါကိုနားထောင်ပြီးတော့ဘာလို့သွားပြီးတော့သတိရလဲဆိုတော့ကျွန်တော်တို့ငငယ်က အဲចောင်းပိရဲ့ຫນွေရသည်ဆိုလို့ရှိရင်အဲဘုရားဘာသာနဲ့ပတ်သက်ပြီးတော့သင်ခဲ့ရတဲ့၃တန်း၄တန်း၅တန်းအရွယ်မှာသင်ခဲ့ရတဲ့ကောသလအိမ်မက်16ချက်အကြောင်းကိုသွားပြီးတော့တရိယာမိတယ်ကျွန်တော်တို့ကတော့ဒီဘက်ခေတ်လိုမျိုးဓမ္မစကုဆရာမလှလှလေးတွေနဲ့သင်ခဲ့ရတာမျိုးတော့မဟုတ်ဘူးကျေလုံးကင်ထားတဲ့ဘောက်ဖုံးကနေပြီးတော့ကျွန်တော်တို့ကိုသင်ကြားပေးခဲ့တဲ့အကြောင်းအရာဖြစ်တယ်အဲ့တော့ကောသလအိမ်မက်16ချက်ထဲမှာတိတိပပဖြစ်အောင်လို့ကျွန်တော်အခုကနေပြောချင်ပါတယ်ဘယ်ဟာကိုသွားပြီးတော့ တွေ့ရလဲဆိုတော့73ချက်မြောက်မှာကျောက်ဖြာကြီးရေတွင်ပေါ်သည်လူမြင်မှတ်ပါသည်ဆိုပြီးတော့ကျောက်ဖြာကြီးကရေမှာပေါ်နေတယ်လို့မြင်မှတ်တယ်ဆိုတဲ့အကြောင်းအရာနောက်ခါတရားမဆောင်သောမင်းတို့လက်ထက်၌တော်မှန်လိမ္မာပညာရှိသောသူတို့၏စကားသည်မိတိအရာ၌မဆိုလေးသောကျောက်ဖြာရေတွင် ပေါ်တကဲ့သို့နစ်တီခြင်းမရှိ မခိုင်မမြဲရှိကြကုန်လက်တန်းဆိုပြီးတော့ပြောထားတဲ့ဟာယဟန်ရှင်ဆိုးလူဆိုးများသာဂုံရောင်တိုး တကူပေါ်ထွက်သားဆိုပြီးတော့အဲ့လိုလေတူကောက်ကျွန်တော်တို့မှတ်ခဲ့ရတယ်ယဟန်ရှင်ဆိုလူဆိုးများတာဂုံရောင်တိုးတကူပေါ်ထွက်သားဆိုပြီးတော့မှတ်ခဲ့ရတယ်အဲ့တော့အခုကာလကိုကြိုပြီးတော့မြင်မှတ်ခဲ့တယ်အိမ်မက်ဖြစ်တယ်မတရားအာဏာသိမ့်ပြီးတော့အုပ်ဆိုးတဲ့အုပ်ဆိုးသူတွေရဲ့လက်ထက်မှာပညာရှိတွေရဲ့စကားတွေတိုတက်မှန်ကန်တဲ့အတွေးခေါ်အယူဆတွေကတကယ်လူတွေရဲ့ယင်ထဲမှာ နစ်တီချင်းမရှိဘဲနဲ့ကြောက်ဖြာကြီးရေပေါ်ကိုပေါ်သလိုမျိုးဖြစ်နေလိမ့်မယ်လူယုံမာတွေလူဆိုးတွေအတွေးခေါ်လွဲချော်တဲ့သူတွေအယူမှားကြတဲ့သူတွေကသာတကိုးကြီးထွားပြီးတော့အဲ့ဒီလူတွေကိုအများစုကအားကိုးချံရံပြီးတော့သူတို့ရဲ့ဇကားတွေကိုသာစိတ်ထဲအာယုန်တွေထဲမှာဆွဲဆွဲမြဲ့မြဲ့နဲ့ယုံကြည်လက်ခံလက်တန်းဆိုပြီးတော့အိမ်မက်တွေကြိုပြီးတော့မြင်မှတ်ခဲ့တာကောသလမင်းကြီးကအဲ့တော့အဲ့ဒီထဲကတိုက်ပါပဲ အတွေးခေါ်အယူဆကအင်မတန်ကြီးမားပါတယ်အင်မတန်အရေးကြီးပါတယ်တိုင်းပြည်တစ်ခုတည်ဆောက်ရမှာအဲ့ဒီအတွေးခေါ်အယူဆနဲ့တည်ဆောက်ကြရတာဖြစ်ပါတယ်အတွေးခေါ်အယူဆတွေလွဲမှားပြီးအတွေးခေါ်အယူဆတွေနှိမ့်ကျနေပြီဆိုရင်တိုင်းပြည်ကမြင့်မြတ်နိုင်မှာမဟုတ်တယ်လို့တိုင်းပြည်ကတိုးတက်ကြီးထွားနိုင်မှာလည်းမဟုတ်ပါဘူးထို့နည်းတူပါပဲမြန်မာနိုင်ငံမှာအများစုဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့သူတွေဖြစ်တဲ့အတွက်တရားဓမ္မဆစ်ဆစ်မှန်မှန်ကိုလေ့လာဘူးတဲ့သူတွေတိုင်း အယူမှားတယ်အတွေးမှားတယ်အယူအတွေးခေါ်မှားတယ်ဆိုတာလောက်ကြီးမားတဲ့လွဲချော်မှု ကြီးမားတဲ့ဘဝဆုံးရှုံးမှု မရှိတော့ပါဘူးလူတယောက်မှာအယူအဆလွဲမှားသွားပြီဆိုရင်အဲ့ဒီလူကဘလူမြဘလူမှအဖက်ဆယ်လို့မရတော့ပါဘူးအဲ့လိုမျိုးအခုလိုမျိုးငတ်လို့ရှိရင်လူစားမယ်ဓမြတိုက်စားမယ်ဆိုတော့အယူအဆရှိနေတဲ့လူတယောက်သမိုင်းကိုမကြသေးခင်က၄၅၆နှစ်ကသမိုင်းကိုပြန်လည်ကြည့်ရင်လေ ចောင်းသားတွေလူငယ်လူရော်တွေအတွေးခေါ်တော်လန်ရေးစနစ်တစ်ခုတက်မဲ့ရေးအတွက်ဆန္ဒပြတော်လန်ကြတဲ့သူတွေကိုရိုက်နှက်ဖမ်းဆီးနှိပ်စက်ခဲ့တဲ့တမိုင်းကြောင်ရှိတဲ့လူတယောက်ကို idol စံပြပုံကိုအဖြစ်နဲ့အများစုကအများစုဆိုတာဘာကြောင့်ဒါကိုပြောလဲဆိုတာကျွန်တော်ကဟိုအချက်လက်မဲ့ပြောနေတာမဟုတ်ပါဘူးသူ့ရဲ့ post အောက်မှာလိုင်းသားရာကိုကြီးကတော့ကျွန်တော်တို့အတွက် idol ပါပဲစံပြပုံကိုကြီးပါပဲဆိုပြီးတော့မန့်နေကြတဲ့မန့်နေ အဲ့ဒီမတ်နဲ့သူတွေတဲကိုဝင်ကြည့်လိုက်တော့လေလူငယ်လူရွယ်တွေဖြစ်နေကြတဲ့အခါမှာအင်မတန်မှယင်လေးစရာကောင်းတဲ့အယူဆလွဲမသူ အတွေးခေါ်လွဲမသူကိုစံပြပုတ်ကိုထားနေကြတဲ့ခုနလူမျိုးကိုသလအိမ်မက်16ချက်ထဲရအတိုင်းလူသောတခုကြဘိုးတွေထင်ပေါ်ကြော်ကြပြီးတော့သူတို့တွေကစံပြပုတ်ကိုဖြစ်နေလူငယ်တွေရဲ့အတွေးခေါ်ထဲမှာလူငယ်တွေရဲ့စိတ်ထဲမှာစွန့်မြေ့နေခြင်းကကျွန်တော်တို့တိုင်းပြည်အတွက်အန္တရာယ်ကြီးမားပါတယ်ဒါကြောင့်မို့လို့ မဖြစ်မနေဒါကိုဆွေးနွေးသုံးသပ်ရခြင်း ဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုထဲမှာလဲနှိစက်ရာလူငယ်တို့တွေကိုဒီကြောင်းရိုင်းနဲ့ပတ်သက်ပြီးတော့မျှဝေဆွေးနွေးပေးဖို့မျှဝေပေးကြဖို့အတွေးခေါ်တွေပါကျွန်တော်ပို့စကိုမမျှဝေခြင်းလဲရပါတယ်ဒါကတိတ်အရင်မကြည့်ပါဘူးအတွေးခေါ်တွေကိုတော့ကျွန်တော်တို့မျှဝေရမယ်ဒီလူကဘယ်လိုလူမျိုးဖြစ်တယ်ဒီလူကဘယ်လိုသမိုင်းကြောင်းနဲ့သူဖြစ်တယ်သူ့အတွေးခေါ်တွေကတော်တဲ့မှန်ကန်ရှိရလားဆိုတာကိုနှိစက်ရာ လူကြီးသူမတွေကကျွန်တော်တို့နှိစက်ရလူငယ်တွေကိုစူဆုံးမှဖို့တာဝန်ရှိပါတယ်စူဆုံးမှမဟုတ်မပြုတ်ဘူးမပြုတ်ကြဘူးမပြောကြဘူးဆိုရင်တော့တိုင်းပြည်နာကတ်ကဘလောက်ထိရင်လေးเสียကောင်းနေဆိုတာကိုကျွန်တော်မပြောလဲအားလုံးကခံစားမိမှာပါအဲ့တော့အရင်ရက်ကဆိုရင်ပဲဒါဒါဒီဖြစ်စဉ်เนี่ยကျွန်တော်ပြန်ပြောပါမယ်ဒီဖြစ်စဉ်ကအရင်ရက်ကကျွန်တော်တို့ဆိုင်ဆိုင်ဆိုင်ထဲမှာဝင်ပြီးတော့အခုမိတယ်ခုမိတဲ့ဟာကိုအာကြီးမားတဲ့ဆိုင်ရှင်ကနေပြီးတော့ကိုယ်တိုင်တရားစီရင်တဲ့တရားစီရင်ရင်းတဲ့ ဲဒီလိုမျိုးမိသားစုကိုလှိုင်းသာကိုကြီးကနေပြီးတော့သွားပြီးတော့ကူညီတဲ့အခါမှာအဲဒီရက်ွက်ထဲကလူတွေကအားလုံးဝန်းရံချံရံပြီးတော့စကားပြောကြတဲ့73မိနစ်ဝန်းကျင်စာရုပ်သံဖိုင်ကိုလှိုင်းသာရကိုကြီးတို့အုပ်စုကရိုက်ပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာကိုပြန့်နှက်လာတဲ့ဟာကိုလူတွေကြည့်ကြရင်းနဲ့အဲ့ဒီအတွေးခေါ်စိတ်ပိုင်းလေးကိုပြန်လည်မျှဝေထားကြတဲ့အပေါ်မှာကျွန်တော်သုံးသက်တာဖြစ်ပါတယ်။ဘယ်ရအရာဘယ်အကြောင်းအရာပြောနေရလဲဆိုတာကိုဆက်ဆက်ပြအောင်ပါ။အဲ့တော့အရင်ရက်ကအဲ့ဒီကိစ္စဖြစ်တော့ အဲ15မိနစ်မိနစ်20ဝန်းကျင်သာလောက်ကျွန်တော်သုံးသက်ချက်တစ်ခုတင်ခဲ့ပါတယ်အင်မတန်လည်းပြန့်နှံ့သွားပါတယ်လူနှစ်တန်းလောက်2မီလီယံ view လောက်ဖြစ်သွားပါတယ်လူနှစ်တန်းလောက်စီကိုအဲ့ဒီသုံးသက်ချက်ကရောက်ရှိသွားပါတယ်အဲ့တော့ညမှာပဲကျွန်တော်အဲ့ဒီ comment တွေတချို့ဟာတွေကိုပြည်သူတွေပြောတဲ့ဟာတွေကိုကြည်နေရင်တန်လန်းပဲအဲ့ဒီရုပ်သံဖိုင်ကြီးကို Facebook ကငါတို့တော့ main ရုပ်သံဖိုင်ကို remove လုပ်လိုက်ပြီတဲ့ဘာကြောင့်လဲဆိုလို့ရှိရင် China view ဆိုရဲသူတို့ရဲ့ community standard နဲ့မညီလို့ဆိုပြီးတော့ Facebook ကစာပို့လာတယ်အဲ့တော့ လိုင်တရာကိုကြီးကိုအားပေးထောက်ခံကြတဲ့သူတွေလိုင်တရာကိုကြီးကိုအိုက်ဒေါ်ထားကြတဲ့သူတွေကအသိနာသွားကြတယ်ထင်ပါတယ်နောက်တစ်ချက်ကစစ်အာဏာရှင်ကိုထောက်ခံကြတဲ့သူတွေဘောမတွေဘောမျိုးမျိုးရွက်ကြသူတွေကလည်းအသိနာသွားကြတယ်ထင်ပါတယ်ဝိုင်းပြီးတော့ report ထုတ်တဲ့အခါမှာအဲ့ဒီရုပ်သက်ပိုင်းကြီးပြုတ်ကျသွားပါတယ်အဲ့တော့အဲ့ဒီမှာအဲကျွန်တော်ဆွေးနွေးထောက်ပြတဲ့အချက်ကခဲလုံးနောက်ကိုမလိုက်ကြဖို့ခဲပစ်တဲ့သူတွေကိုရှာကြဖို့ဒီချိန်မှာခဲပစ်တဲ့သူတွေကစစ်အာဏာရှင် စနစ်ဆိုးဖြစ်တယ်ဆိုတာကိုဝေဖန်ထောက်ပြသုံးသပ်ပြတဲ့သုံးသပ်ချက်ဖြစ်ပါတယ်ဒါပေမဲ့တော်တော်လေးကိုအရှိုက်ထိအထိနာသွားကြပုံရပါတယ်ဝိုင်းပြီးတော့ report ထုတ်ကြတဲ့ခါကျတော့အဲ့ဒီရုပ်သံပိုင်းမရှိတော့ပါဘူးကျွန်တော်အကောင့်မှာဒါမရှိတာပါအလုံးကတောင်းပြီးတော့ပြန်လဲမျှဝေကြတယ် TikTok တွေမှာဖြန့်ဝင်ကြတယ်အလုံးပြန်ပြီးတော့တင်ကြတယ်ဆိုတော့ဒါပြန့်နှံ့သွားတဲ့အတွက်အပြည့်တနာမရှိပါဘူး YouTube မှာလည်းအချင်းမြွေးလာပြီးတော့ကြည့်နိုင်ပါတယ်အဲ့တော့လာပြီးတော့မှတ်ညာပါလိမ့်မယ်ဒီရုပ်သံဖိုင်အောက်မှာလည မင်းကတမယာထားပါတော့လိုင်းသားရာကိုကြီးပရာဟိတာလုံနိုင်တာရေစေပုံတပုံလောက်တော့မင်းလုံနိုင်ရဲ့လားမင်းကဘာတွေထိုင်ပြီးတော့អော်နေတာလဲဟိုမှာကဒုက္ခရောက်တဲ့သူကိုလက်တွေ့ကူညီတာမင်းကလေထိုင်ပွားနေတာဆိုပြီးတော့လာပြီးတော့မညာပါလိမ့်မယ်အဲ့တော့အဲ့ဒီသူတွေအတွက်တုံ့ပြန်တရားတစ်ခုပဲရှိပါတယ်ကျွန်တော်တို့ကဂဲလုံးနောက်ကိုလိုက်တဲ့ခွေးတွေမဟုတ်ပါဘူးဂဲလုံးနောက်ကိုလိုက်ပြီးတော့ဒေါသထွက်တဲ့ ခွေးတွေမဟုတ်ပါဘူးဂဲပစ်တဲ့သူဘယ်ကနေလာလဲဆိုတဲ့ဂဲရဲ့လာရကိုလိုက်ပြီးတော့ကြည်ကြတဲ့တော်လန်ကြတဲ့ဂဲရဲ့လာရစစ်အာဏာရှင်စနစ်ဆိုးကိုနိုင်ရာပခုံးထမ်းပြီးတော့တော်လန်နေကြတဲ့သူတွေဖြစ်တဲ့စနစ်ကိုပြုပြင် ပြောင်းလဲဖို့ကိုယ့်ရဲ့ခွန်အားရှိသလောက်ကာယညာနာနဲ့တော်လန်နေကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့အတွက်တုံ့ပြန်စရာကတော့ခုနပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ခဲလုံးနောက်ကိုလိုက်တဲ့ခွေးတွေမဟုတ်ပါဘူးခဲပစ်တဲ့အရင်စစ်ရင်အမြင့်မြေကဆိုတဲ့အဲ့ဒီအမြင့်ကိုဆွံ့နှုတ်ဖို့စူးစမ်းနေကြတဲ့တော်လှန်နေတဲ့သူတွေဖြစ်ပါတယ်ဆိုတာကိုဒီနေရာမှာပြောဆိုချင်ပါတယ်ဆွေးနွေးချင်ပါတယ်အဲ့တော့ဒီကြောင့်အားနဲ့ပတ်သက်ပြီးတော့ဘီသူလူထုကြီးကလည်းမှတ်ချက်ပြုပါဦးလိုင်းသားရကိုကြီးကိုအိုက်တော်အနေနဲ့စံပြပုဂ္ဂိုလ်အနေနဲ့ခံယူနေကြတဲ့လူငယ်တွေကိုပြောကြပါအောင်စူးနေကြပါအောင် သုံးသက်ချက်အမြင်တွေ 那比如名为《北吧，我报》可样？